ောက်ကြတာလည်းမြန်အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့ကုသပါဒမနှုတ်ခွန်းဆက်တာတော့ပြုပါတယ်ကျွန်တော်ဆန်ကြီးကိုဖြစ်ပါတယ်တောက်ကြတာလည်းမြန်အတွက်28ရက်10လ2025ဒီတော့3ရက်17လ2025ဒီတပတ်စာဟောစရံကကြမှာအကြောင်းအကျိုးအကောင်းဆုံးများကိုဟောပြောတင်ပြပေးမှာဖြစ်ပါတယ်ဆင်ခြင်ကြရှိတာဆင်ခြင်နိုင်အောင်ရှောင်ရှားကြရှိတာရှောင်ရှားနိုင်အောင်လောက်ကင်ကြရှိတာဒီလေတိတိယယောက်နဲ့ကြိုးကြိုးစားစားလောက်ကင်နိုင်အောင်လို့အကြံပြုတင်ပြခြင်းပါတယ် ောက်ကြတာသည်များဒီတစ်ခါတော့တင်မှာလုပ်ငန်းတက်စမယ်ဆိုရင်သူတွေရှိရဆိုလို့ရှိရင်မိမိလုပ်ငန်းနဲ့ပတ်သက်တဲ့အရာတွေကိုအတတ်နိုင်ဆုံးကြိုတင်ပြီးတော့စီစဉ်စီကျင်တယ်နော်တချို့သောအရာတွေမှာလုပ်ငန်းတက်စတော့စမယ် စမယ်လို့တော့အတွေးရှိတယ်စီမံထားတာတွေကြိုတင်စီစဉ်ထားတာတွေစီမံထားတာတွေအရန်နေခါကြလို့ရှိရင်ကိုလိုအပ်တဲ့အရာနဲ့လိုအပ်တဲ့ပစ္စည်းနဲ့ကိုစတင်မဲ့လုပ်ငန်းနဲ့နဲ့ကတဟဇာတာမဖြစ်ဘူးပစ္စည်းပစ္စည်းတွေမပြည့်စုံဘူးအလိုအပ်တဲ့အချက်လက်တွေလိုအပ်တဲ့ပစ္စည်းပစ္စည်းမပြည့်စုံမဲ့လုပ်ငန်းတက်စတင်လိုက်မယ်ဆိုလို့ရှိရင်တော့အခက်အခဲလေးတွေရင်ဆိုင်သွားရတယ်စမယ်ဆိုလို့ရှိရင်စလို့ရတယ်သို့တော့အတတ်နိုင်ဆုံးလိုအပ်တဲ့ပစ္စည်းတွေကိုကြိုတင်ပြင်ဆင်ပါကြိုတင်စီမံထားနိုင်မှုအတွက်ကိုတော့အကြံပြုခြင်းပါတယ်တချို့သောကိစ္စရက် ရက်လေးတွေမှာဟိုကိုလုတ်တဲ့အရာလေးတွေမှာကိုလုတ်တဲ့ကိစ္စရက်လေးတွေမှာရွေးချယ်စရာကိစ္စနှစ်ခုနှစ်လမ်းနေပေါ်လာခဲ့တယ်ဆိုလို့ရှိရင်မှန်ကန်စရာမှန်ကန်တဲ့ရွေးချယ်မှုဖြစ်ဖို့တော့လိုလိမ့်မယ်နော်ရွေးချယ်မှုမှန်ကန်မှုတော့လိုလိမ့်မယ်တချို့တော့အရာတွေမှာကိုယ့်ရဲ့ရွေးချယ်မှုမှားယွင်းတတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေကြုံတွေ့ရတတ်တယ်အမှားအယွင်းမဖြစ်စေဖို့အတွက်ကိုတော့တိတိကျကျစီမံကုတ်ပြေးပြီးတော့တွေ့ကြစဉ်းစားပြီးတော့ ရွေးချယ်စီခြင်းနဲ့ရွေးချယ်မှသာလျှင် လမ်းပန်းပေါ်ရောက်မှာဖြစ်တယ်။တခါဒီတစ်ပတ်အတော်အတွင်းမှာဘာတွေဖြစ်နေလဲဆိုလို့ရှိရင်ပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ကိစ္စလူမှုရေးနဲ့ပတ်သက်တဲ့ကိစ္စအများသူငါနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအချင်းကုန်နေလိမ့်မယ်။အဲ့တော့ပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့သူများကိစ္စကိုကူညီနေရတာဒါမှမဟုတ်လို့ရှိရင်လူမှုရေးကိစ္စတွေကိုကူညီနေရတာဒီလိုကူညီမှုမျိုးလေးတွေနဲ့အချင်းကုန်ပြီးတော့မိမိရဲ့လုပ်ငန်းတွေလှည့်ဟတာတို့နောက်နေတာတို့ကိစ္စရဲ့မျိုးလေးတွေလည်း ကြုံတွေ့ရနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေဒီဘက်မှာတွေ့ရတယ်။ဒါကြောင့်မို့လို့ပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ကိစ္စအများနဲ့ပတ်သက်တဲ့ကိစ္စကိုလုံးကင်တာတော့လုံးကင်ပါသို့တော်မိမိရဲ့အလုံးကင်ပြည့်စည်တဲ့အဆင့်ထိမိမိရဲ့အလုံးကင်အဆင်မပြေမှုဖြစ်တဲ့အဆင့်ထိတော့မလုံးကင်မိဖို့အတွက်ကိုတော့အကြံပေးခြင်းပါတယ်။အဲ့လိုမျိုးလုံးကင်မိမယ်ဆိုလို့ရှိရင်ပို့ပြီးတော့အခက်ခဲပိုင်းဆိုင်ရာလေးတွေကြုံတွေ့ရတတ်ပါတယ်။နော်နောက်တစ်ခုပြောရမယ်ဆိုလို့ရှိရင်တော့အလုံးကင်နဲ့ပတ်သက်ပြီးငွေကြေးနဲ့ပတ်သက်တဲ့အရာတော်လကောက်လုပ်ငန်းကင်ကန်နဲ့ပတ်သက်တဲ့အကြံဉာဏ်တော်လကောက်ဒီလိုအရာမျိုးတွေကိုလည်းအထက်အကြီးကဖခင်တို့လိုဦးလေးတို့လိုဒါမှမဟုတ်လို့ရှိရင် အကိုတို့လို့ နော်အမျိုးသားနဲ့ပတ်သက်တဲ့အကြီးအကဲတွေကမိမိပေါ်မှာအကြံဉာဏ်တော်လကောင်းငွေကြေးတော်လကောင်းဟာလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်တဲ့အထောက်ပံ့မျိုးတော်လကောင်းကောင်းမွန်သောအထောက်ပံ့မျိုးလေးတွေပေးကမ်းလာလိမ့်မယ်ကောင်းမွန်သောအထောက်ပံ့မျိုးလေးတွေရရှိလာနိုင်ကြကိစ္စရက်လေးတွေရှိတယ်နော်တချို့သောကိစ္စရက်လေးတွေမှာအလုရှောင်နေတဲ့သူတွေအလုရှာနေတဲ့သူတွေလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အင်တာဗျူးဖြေထားတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်လေဒီတစ်ပတ်အတော်အတွင်းမှာအထက်အကြီးအကဲအဲ့ဒါကုနာကပြောသလို အမျိုးသားနဲ့ပတ်သက်သော သူများမိကိုကုညီလိုက်မယ်။ကုညီပြီးတော့အလုပ်ငန်းကန်ကန်လည်းပြအဆင်ပြေလိုက်မယ်။အင်တာဗျူးဖြေထားလို့ရှိရင်လည်းဖြေထားတဲ့အင်တာဗျူးအောင်နိုင်မှုအရေးကိုလည်းမိမိကိုကုညီထောက်ပတ်မဲ့အမျိုးသားအတိမိတ်ဆွေသို့မဟုတ်အကြီးငယ်ဖခင်မိမိကိုအုပ်ထိန်တဲ့သူတွေကအကူအညီကောင်းလေးတွေပေးလာလိမ့်မယ်။ဒီလိုမျိုးပေးလာတဲ့အနေထားပိုင်းဆိုင်ရာလေးတွေကြုံတွေ့ရမယ်။သဘောလေးတွေရှိတယ်။ဒီတစ်ခါအတော်အတွက်မှာတချို့သောကိစ္စရက်လေးတွေအဆင်မပြေဘူးထင်တဲ့အရာလေးတွေမတင်မှတ်ပြီးထပြီးအဆင်ပြေလာနိုင်တယ်။ အဆင်မပြေတော့ဘူးထင်တဲ့အရာလေးတွေပြန်ပြီးအဆင်ပြေလာနိုင်တဲ့အခြေအနေပိုင်းဆရာကြီးရှိတယ်လို့တချို့သောအရာလေးတွေမှာကိုယ်စိတ်နဲ့ကိုယ်ကိုနော်စိတ်မြန်လက်မြန်ရှိတဲ့အရာနော်တချို့သောအရာတွေမှာတချို့သူတို့လုံနေတဲ့အရာလေးတွေဥဆောင်လို့ပြီးလောက်တာရှေ့ရလောက်တဲ့သူတွေကိုတိတ်ပြီးကိုယ်ကစိတ်ကမအားမလို့အာမရဖြစ်တတ်တယ်အားမလို့အာမရဖြစ်လာပြီးတော့ကိုကိုယ်ရင်ကစပြီးတော့ဟာအားလုံးကိုဥဆောင်ပြီးတော့သွားလုံမယ်ဆိုတဲ့အတွင်းမျိုးလေးတွေသူများရှေ့ကနေဥဆောင်ပြီးလောက်ရတဲ့အလုပ်မျိုးလေးတွေတတိထားပါ เนาะဥမဆောင်တင်တဲ့အခါမှာဥဆောင်မိတဲ့အခါကျလို့ရှင်ကိုကအခက်ခဲဖြစ်သွားတယ်เนาะတချို့ရောအရာလေးဒီကိစ္စရက်ဒီဒီမှာဥဆောင်မှုရဲ့အကြောင်းရင်းလေးတွေကအမှားပေါ်တတ်တယ်ကိုရဲ့သူများအမှားဖြစ်မဲ့အရာကိုဓာတ်ခုတ်ရလက်ဝင်ရှုသလိုကိုကဥဆောင်မိတဲ့အတွက်ခက်ခဲဖြစ်သွားတယ်။ဥဆောင်တဲ့အရာလေးတွေကိုတော့နည်းနည်းလေးသတိထားပါ။အတင်းဖွဲ့တဲ့ဒီမှာတော့လကောင်းလုပ်ငန်းကင်ငန်းတွေမှာတော့လကောင်းအထက်လူကြီးတွေကိုကိုကစိတ်တိုင်းမကြလို့သူ့အရှိရနေသွားဥဆောင်မိလို့ရှိရင်တော့ တို့ရဲ့အမှားကို့မှားဖြစ်သွားတယ်နေတို့ရဲ့အခက်ခဲဒီကို့အခက်ခဲဖြစ်သွားတယ်ဒီတို့ဖြည့်ရှင်းရမယ်ပြဿနာကို့ဖြည့်ရှင်းရလိုက်ရကို့ဖြည့်ရှင်းလိုက်ရတတ်တယ်ဒါမျိုးလေးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့အရန်ခါရဥဆောင်တဲ့အလုပ်လေးတွေကိုမလုံမိဖို့အတွက်ကိုအကြံပေးခြင်းပါတယ်နော်ဒီရက်ပိုင်းမှာလုံတဲ့ gain နဲ့အရာသာလည်းအထူးသတိထားဖို့လိုတာစီးလို့ဘောင်လို့မလုံဖို့တော့အကြံပေးခြင်းတယ်အဲ့ဒါဒါလေးများဒီရက်ပိုင်းမှာစီးလို့ဘောင်လို့လုံးပြီးတက်တယ်။ဒါကြောင့်လို့ရှိရင်ဥပဒေနဲ့မလုတ်ခင်တဲ့ကိစ္စရက်လေးကြီးဥပဒေနဲ့မလုတ်ခင်တဲ့လုပ်ငန်းမျိုးလေးကြီး လုံးမိမယ်ဆိုလို့ရှိရင်တော့ဒီတစ်ပတ်မှာအန္တရာယ်ဖြစ်တတ်တယ်เนาะအမှုခင်နဲ့ပတ်သက်ပြီးတော့ကြုံသွားတတ်တယ်မဖြစ်တဲ့နဲ့အမှုခင်တွေဖြစ်သွားတတ်တယ်မဖြစ်ဖြစ်တဲ့နဲ့အခက်အခဲတွေဖြစ်သွားတတ်တယ်ဒါကြောင့်မို့လို့ဒီလိုမဖြစ်အောင်လို့အတန်းနိုင်ဆုံးဘာလလို့ဘာကန်ကန်စီကန်းပေါက်အတွင်းကနေပဲလှုပ်ပါဘောင်ကျော်ပြီးမလှုပ်ပါနဲ့စီကန်းကိုဟိုဖောက်ပြီးမလှုပ်ပါနဲ့ဒီလိုမျိုးစီကန်းတစ်ခုခုဖောက်မိမယ်ဟာလားဥပဒေဘောင်နဲ့ပတ်သက်တဲ့အရာတစ်ခုဖောက်မိမယ်ဆိုလို့ရှိရင်တော့သူများဖောက်တာဘာမှမဖြစ်ဘူးကိုဖောက်မိမှာ ပြဿနာပေါ်တာတယ်ဒီလိုပုံစံမျိုးလေးတွေကြုံတွေ့ရတဲ့အနေအထားမျိုးလေးတွေရှိတချို့သောအရာလေးတွေမှာအလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့ဟိုဌာနဆိုင်ရာနဲ့ပတ်သက်ပြီးတော့ယာတို့ကြီးကြီးမားမားရှိတဲ့သူတွေနည်းနည်းသတိထားနော်ယာတို့ကြတာတို့ယာတို့ပြုတ်တာတို့အလုတ်ပြုတ်တာတို့အလုတ်ရက်နာရတာတို့အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့တပားသူရဲ့ကြောက်တော်မှုကြောင့်ကိုယ်အလုတ်ထွက်လိုက်ရတာတို့အမှုခင်ရင်ဆိုင်လိုက်ရတာတို့ ဒါမျိုးလေးတွေကြုံတွေ့ရတတ်တယ်ဒါကြောင့်မလို့ကိုဒီအာလုပ်ငန်းကံကံတဲ့မှာအကြီးကဲတရားရောက်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့လည်းတတိထားဖို့တော့အကြံပေးခြင်းနဲ့အကြီးကဲဒီဒီဒီဘက်တော်တယ်မှာကံအားနည်းနေတဲ့ပုံစံမျိုးရှိတယ်အမှားလုံးမိတတ်တဲ့အချိန်ဒီပိုင်းဆိုင်ရာရှိတယ်ဒီအမှားတို့ဒီလည်းစိတ်လောပြီးလုံးမိတဲ့အရာစိတ်ညံပြီးလုံးမိတဲ့အရာတွေကြောင့်မထင်မှတ်တဲ့အရာလေးတွေဖြစ်ပေါ်နေတတ်တယ်ဒီအချိန်ရက်တော်တယ်မှာတအားကြီးစိတ်ပေါ့ပါနေတာလို့စိတ်ပျော်ရွှင်နေတာလို့စိတ်ထဲမှာဟိုဘာမှ စင်းချင်းစရာတွေမရှိဘဲနဲ့လောလောလတ်လတ်ကြီးတွေးခေါ်ပြီးလောက်ကင်တဲ့အရာလို့ဆိုလို့ရှင်တော့တနိုင်တော့သိထားပြီးသိချင်တာဒီလိုလောလောလတ်လတ်လုံးမိတဲ့အရာတွေထဲမှာတတော်များများမှာအမှားပါသွားတယ်ဒီအမှားလေးတေးသေးလေးကနေပြီးတော့မိကိုကြက်ချောင်းအမိုက်ကစားပြတ်တက်မီးလောင်တဲ့ပုံစံမျိုးဖြစ်သွားတတ်တဲ့အချိန်ဒီပိုင်းဆိုင်ရာဒီဒီဘက်မှာရင်ဆိုင်ရနိုင်တဲ့သဘောရှိတယ်ဒါကြောင့်မို့လို့ဗဟိကိစ္စမျိုးပဲဆိုဖြစ်ဖြစ်တချို့ကိစ္စရက်လေးတွေမှာကိုယ့်ရဲ့အထက်လူကြီးကိုသာလေးကူစားပေးသေးတယ်မိမိဒီ အထက်လူကြီးရဲ့နေရာမှာကိုစားဝင်ပြီးတော့လုတ်ခိုင်တဲ့အရာမျိုးတွေမလုံမိဖို့အတွက်ကိုအကြံပြုပြောကြားခြင်းတယ်နောက်တစ်ချက်ဒီတစ်ဖက်အတော်တွင်းမှာတောက်ကြသားသမီးတွေနော်စကားပြောတဲ့အနေအထားမှာတတိကျကျပြပြသာသာပြောနိုင်မှုလို့တယ်အလုတ်ခိုင်တဲ့ပတ်သက်ရင်တော့လကောင်းအလုံငန်းလျှောက်တဲ့အရာတွေကိုတော့လကောင်းနောက်တစ်ခုကငွေကြီးနဲ့တတ်ဆိုင်တဲ့ကိစ္စရပ်ပြီးတော့လကောင်းအတတ်နိုင်ဆုံးစကားကိုပြပြသာသာပြောဖို့ လိုအပ်တယ်အဲ့လိုမှမပြတ်တာဘူးဆိုလို့ရှိရင်ငွေကြီးနဲ့ပတ်သက်ပြီးတော့ကုန်ခန်းတာမလိုအပ်ပဲကုန်ခန်းတာငွေကြီးနဲ့ပတ်သက်ပြီးတော့ကများတာငွေကြီးအလိန်ခံရတာဒါမျိုးတွေဖြစ်ပေါ်တတ်တယ်ဒီလိုဖြစ်ပေါ်လာနိုင်တဲ့အရာကတော့သူများလုံးမှာမဟုတ်ဘူးမိမိရဲ့ဆုံးဖြတ်ချက်မှားတာမိမိရဲ့အကားမှားတာဒါကြောင့်လို့ရှိရင်ဂရိပေးလွန်တာကိုမပေးနိုင်တဲ့ဂရိတွေကိုမတီးနိုင်တဲ့ဂရိတွေမပေးမိစီဘူးတော့ကိုတော့ဒီတစ်ပတ်မှာ အကြံပြုခြင်းပါတဲ့ဒီလိုအကြံပြုရခြင်းဟာငွေကြေးနဲ့ပတ်သက်ပြီးတော့အခက်ခဲမဖြစ်စေခြင်းလို့မလိုအပ်ပဲနဲ့ဂရုမပေးမိဖို့အမမခံပေးမိလို့တော့အကြံပြုခြင်းပါတဲ့နောက်ကြသားသမီးများ မိသားစုရေးအိမ်တွင်းရေးနဲ့ပတ်သက်တဲ့အရာလေးတွေကိုပြောရမယ်ဆိုလို့ရှိရင်ဒီတစ်ပတ်အတော်အတွင်းမှာတောက်ကြသားသမီးများမိမိရဲ့ဖခင်နဲ့ပတ်သက်တဲ့ကိစ္စရပ်လေးတွေကိုစိုးရိမ်နေလိမ့်မယ်မိမိကိုယ်တိုင်ကကျန်းမာရေးနဲ့ပတ်သက်လို့ရှိရင်ခြေထောက်နာတာတွေကိုမကြာခဏတစ်ခုခြေထောက်နဲ့ပတ်သက်တဲ့အရာဝေဒနာမျိုးလေးတွေဖြစ်ပေါ်တတ်တာတို့လိုလေးတွေဖြစ်ခြင်းတွေခံစားရတတ်တယ်ဖခင်နဲ့ပတ်သက်တဲ့သူအထက်အကြီးကနဲ့ပတ်သက်တဲ့သူတွေစီုံစီကနဲ့ပတ်သက်မလားအမှုခင်နဲ့ပတ်သက်မလားဒီလိုမျိုးစိုးရိမ်စိတ်ကြီးတွေညားနေလိမ့်မယ် နော်ဒီလိုပုံစံမျိုးလေးတွေဖြစ်ပေါ်တတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်အခြေအနေပတ်သက်လာလို့ရှိရင်တောက်ကြသားသမီးများဒီဘက်မှာအထက်အကြီးကဲဒါမှမဟုတ်လို့ရှိရင်တငယ်ချင်းမမိထက်အသက်ကြီးတဲ့သူတွေမမိရဲ့အခြေအနေပေါ်မှာကုညီလာလိမ့်မယ်ချစ်သူဇုံရဲတွေရှိတယ်ဆိုလို့ရှိရင်လည်းဒီတစ်ပတ်မှာမင်္ဂလာနဲ့ပတ်သက်တဲ့ကိစ္စရက်လေးတွေမင်္ဂလာတဲ့လေးတွေကြားလိမ့်မယ်မင်္ဂလာပွဲပြုလုပ်ရတာတို့ဒါကြလို့ရှိရင်လက်ထပ်ပေါင်းသင်းရတာတို့เนาะတယောက်နဲ့တယောက်ဘဝလက်တွဲပေါ်အဖြစ်လက်တွဲလိုက်ရတဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေဒီတစ်ပတ်မှာကြုံတွေ့ရတတ်တယ်အခြေအနေနဲ့ပတ်သက်ရင် ပြန်ကောင်းပါတယ်အချောင်းမျိုးမျိုးနဲ့မိမိအပေါ်မှာမိမိတို့အပေါ်မှာကူညီလာမဲ့သူတွေထောက်ပံ့လာမဲ့သူတွေကြုံလိမ့်မယ်နော်အခြေအနေနဲ့ပတ်တိုင်အခက်အခဲရှိနေတယ်ဆိုလို့ရှိရင်ကူညီပေးလိမ့်မယ်အကယ်၍များချစ်သူမရှိသေးဘူးဆိုလို့ရှိရင်လည်းချစ်သူနဲ့ပတ်သက်တဲ့အရာရရှိလာမဲ့အခြေအနေပဲဆိုင်ရာဒီဘက်မှာကြုံရလိမ့်မယ်နော်အဲ့လိုမျိုးကိုအောင်တယ်ပေးတာပေါ့ကိုစိတ်ဝင်စားတဲ့သူနဲ့ credit ရတဲ့သူနဲ့အောင်တယ်ပေးမဲ့သူဂျားကန်ကနေပြီးတော့မိမိတို့အခြေအရေးကိုကူညီပေးမဲ့သူတွေပေါ်လာလိမ့်မယ်နော်ဒီလိုပုံစံမျိုးလေးတွေပေါ်လာနိုင်တဲ့အခြေအနေပဲဆိုင်ရာလေးတွေရှိတယ် ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်တော့တအားကြီးစိုးရိမ်စရာတော့မရှိပါဘူးဒါပေမဲ့တခုတော့ရှိတာအမြင့်တက်တဲ့ခါကျလို့ရှိရင်လည်းတတိတာတခါကျလို့ရှိရင်မထင်မှတ်ပဲနဲ့ဟိုဖုံနေပိုင်းတက်ပြီးတော့တခုယူတိုင်းနေရလှမ်းယူတာတို့ပေါ့နော်လှီကားလေးပိုင်းနဲ့တက်ရတာတို့တက်ပြီးယူရတာတို့ဆိုတတိတာခြေချော်ကြတတ်တယ်ခြေချော်ကြပြီးမှ6လောက်ထိခိုက်တန်ရာဖြစ်တာတို့နော်ခေါင်းမှာထိခိုက်တန်ရာဖြစ်တာတို့ဒါမျိုးလေးတွေကြုံတွေ့ရတတ်တဲ့အခြေအနေပိုင်းဆံရလေးတွေရှိသလိုနော် ကျမ်းမာရေးနဲ့ပတ်သက်ရင်စီးုံစီကံရောက်ရတတ်တယ်ဘလို့ပုံစံမျိုးရောက်ရတတ်လဲဆိုလို့ရှိရင်အိမ်ထောင်တွေဒီအတွက်သာသမီနဲ့ပတ်သက်တဲ့အရာကိုဝင်နဲ့ပတ်သက်တဲ့ကိစ္စရက်လေးတွေကြောင့်စီးုံစီကံနဲ့ပတ်သက်တဲ့အရာတွေရောက်ရှိရတတ်တယ်ဒီတစ်ပတ်မှာတောက်ကြသာသမီများအတွက်ကံကြမ္မာအညံ့လေးတွေရောပြီးတော့အကောင့်လေးတွေရရှိနိုင်ဖို့အတွက်ရေရံနဲ့ပတ်သက်တာလေးပေးခြင်းနဲ့ရေရံနဲ့ပတ်သက်လို့ရှိရင်လမ်းသွားလမ်းလာမှာအောက်ပိုင်းပြတ်နေတဲ့သူတွေဒါမှမဟုတ်လို့ရှိရင်ချိမတန်လက်မတန်မတန်စွမ်းသူတွေ တွေ့ခဲ့တယ်ဆိုလို့ရှိရင်အတက်နိုင်ဆုံးငွေကြေးနဲ့ပတ်သက်ပြီးထောက်ပံ့ပေးပါသူတို့နဲ့ပတ်သက်တဲ့အရာကိုတစ်ခုခုလှူဒန်းပေးပါမိမိတရားရှိတာလေးတစ်ခုခုလှူဒန်းပေးပါဒါဆိုလို့ရှိရင်မိမိရဲ့အခက်အခဲလေးတွေတင့်တော်တယ်လို့ကြော်ပါသွားပါလိမ့်မယ်